တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စိုင်းရီးဆရာမြေလက်မင်းလွင်ရဲ့96တိတစေဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်စောင်းနနဝဲလင်းလက်ရန်အာယူနေသောနေမင်းကြီးသည်မြူနင်းတို့အကြဝဲဖြူဘက်ဖြူယောနိုင်လွန်လှ၏ ရေကျက်ရေစစ်စလီတို့ဤတကြီးကြီးတကြာကြာကျူသီးနေကြသည် တန်ထရာတို့မှာ နနခင်းအလှကျက်ဒီကိုလက်ဝေစီခဲ့သည်ငှက်ကြီးတာရကာတို့သည် တနစ်တောင်ဝန်းစားအတွက်ထက်မြက်သောအာအင်ဖြင့်ခီးနှင်နေကြ၏မဲညိုယောင်နှွမ်းနေသည်လဒါပြင်ထက်ဝဲအလူရက်သွာလာလှုပ်ရှားနေကြသောကျင်းငှက်တို့ကိုဖြော့တော့တော့နေရောင်အောက်တွင်မြင်တွေ့နေကြရသည် ဥမောင်ဤအဖွဲသားများမှမနေ့ကညွန့်ဝေပွဲချမ်းနေ၍ထင်းမခွေလိုက်ကြရာသို့တော်ယနေ့တော်ဝင်၍ထင်းခွေရန်လှထွေးကဥဆောင်ပြင်ဆင်နေတော့သည်ဥမောင်ဥလေးညွန့်ဝေနဲ့နေခဲ့နော်ကျွန်တော်တို့တော်ထဲဝင်ပြီးထင်းခွေလိုက်အောင်မယ်လှထွေးရေငါလဲလိုက်ခဲ့မယ်ဟိငါဘာမှမဖြစ်တော့ပါဘူးကွာကောက်နေပါပြီဖြစ်ပါမလားညွန့်ဝေရာတော်ထဲကြမှာဒုက္ခရောက်နေပါမယ်ကောက်ပါပြီကွာလိုက်ခဲ့ပါမယ် ငါဒီနေ့နေခဲ့ရမှာပြင်းကပြင်းပါတပိနဲ့ကွာအေးမင်းဖြစ်တယ်ဆိုရင်တော့သဘောပဲလေလိုက်ချင်လိုက်ခဲ့ဥမောင်ကတော့နေခဲ့ပေါ့ဗျာတက်ပြီးရှောက်ချင်ရင်လဲရှောက်နေပေါ့ကျွန်တော်တို့သွားတော့မယ်နော်ဦးလေးအေးအေးငါနေခဲ့ပါမယ်လှထွေးရအပေါ်တက်ပြီးကိုတန်းထွန်းတို့စီကိုသွားလိုက်ပါဦးမယ်အော်ဓာတ်ရက်လှထွေးမင်းတော့တဲ့ဝင်ရင်ဂယူဆိုင်နော်တင်မောင်းတော့ရှိတဲ့နေရာဆိုရင်မဝင်နဲ့ကွာအနည်းငယ်များတယ်ကြားလား ဟုတ်ကဲ့ဦးလေးဟုတ်ကဲ့လှံထွေးတို့အုပ်စုသည်တင်းမောဘောမှဥမောင်ဤအလျင်ဆင်း၍ကုန်းမော်တက်ခါတောတဲ့သို့ဝင်သွားကြ၏ဥမောင်ကမူတင်းမောဘောမှအေးအေးဆေးဆေးဆင်းငါအော်ပိုက်ရွာဘက်သို့ရှောက်လာခဲ့သည်အော်ပိုက်ဆိုသည်မှာ ပင်လေဤကန်းကြီးတွင်လှိုင်းကြီးရများပုတ်ဝင်သည်ဖြင့်ပသောတရံဗတ်တချိုက်တရံမျိုးဧက90ခန့်ဝင်နေသော ရေဝတ်ကျင်းကြီးတစ်ခုတနည်းအားဖြင့်အင်းလိုရေဝိ၍မကြံခဲ့တော့လေ အင်းပုံတရံရေဝတ်ကျင်းကြီးပင်ဖြစ်သည်ဤအော်ပိုက်မှာပင်လယ်ကမ်းကြီးမှတစိတ်တည်းသာအချင်းလေးသာဖြစ်သည်ကမ္ဘာပင်လယ်သမုဒ္ဒရာကြီးပမာဏအားဖြင့်ကြီးကျယ်သော ရေဝတ်ကျင်းကြီးမျိုးက အော်အမျိုးမျိုးနာမည်ဖြင့်ခေါ်ဝေါ်တုံးဆွဲနေကြသည်ဥပမာကပ်ပလီပင်လယ်ပြင်နှင့်ဆက်၍ဘင်္ဂလားဒေ့ရှ်နှင့်နီးစပ်သောအော်ကိုဘင်္ဂလားပင်လယ်အော်ဟုခေါ်ဝေါ်တုံးဆွဲကြတဲ့သို့ပင်ယခုလည်းနောက်ပြီးနှင့် ဖြာပုံမြစ်ပေါက်ရှားရှိအော်ကိုပသောက်တရန်ဘားတချိုက်တရန်ရင်ဝင်ပိုက်တရန်ရှိခြင်းညောင်အော်ပိုက်ဟုခေါ်ကြသည်ထိုအော်ပိုက်ကြီး၏အနီးကပ်ကမ်းခြေတွင်တည်ရှိသောရွာကို အော်ပိုက်ရွာဟုခေါ်ကြသည်ဥမောင်သည် အော်ပိုက်ရွာတွင်နေထိုင်သော၎င်း၏မိတ်ဆွေကြီး ရေလုံငန်းပိုင်ရှင်ဥတန်းထွန်းအိမ်ရှိရာသို့မေးဆန်းလာနေခြင်းဖြစ်သည်ဥတန်းထွန်းအိမ်ရှိရောက်သည်နှင့်ကိုတန်းထွန်းရေကိုတန်းထွန်းကိုတန်းထွန်းရှိပါသလားဗျာ ရှိပါတယ်ရှိပါတယ်ဘာကိစ္စရှိပါသလဲခမညာအသက်ရွယ်အပြင်55 50ခန့်ရှိသည့်ညိုတောင့်တောင့်မျိုးသားတယောက်ထွက်လာကဥမောင်အားပြန်လဲပြောကြားနေ၏၎င်းသည်ဥမောင်အားမသိသလိုလိုစူးစမ်းသည့်အမူအရာဖြင့်ကြည့်နေ၏ထိုစဉ်ဥမောင်ကကိုတန်းထွန်းခမည်းကျို့ကိုမမှတ်မိဘူးလားဥမောင်လေးဗျာဟာဆရာကြီးရေစိတ်မရှိပါနဲ့ဗျာ မျက်စီတွေကမှုံတော့တကယ်ကိုမမှတ်မိဘူးပြို့အိမ်မော်တက်ပါချောရီရင်ွေးချမ်းနဲ့စားစရာပြင်ခဲ့ပါကွာဆရာကြီးဘဲကလှဲ့လာတာလေကျွန်တော်တို့ငကွန်းရှက်သင်းမောထွက်လာတာဗျထင်းပြက်သွားတာနဲ့မဏိကလေးကထင်းခွေဖို့ရောက်လာကြတာဒါပေမဲ့မဏိကထင်းမခွေလိုက်ရပါဘူးဗျအလုသမားတယောက်ပဇွန်ဥစူးတာလုံနေရတာနဲ့အချိန်ကုန်တာပါပဲ ဒါဆိုမင်းညနေကကန်းနာသက်ကမီးဖိုနေကြတာဥမောင်တို့ဖွဲ့ပေါ့ဟုတ်တယ်ကိုတန်းထွန်းကြီးကျွန်တော်ကထင်းခွေလိုက်မသွားဘူးဒီကောင်တွေကအတွေ့အကြုံမရှိတော့တောထဲကပဇုံဥစူးတာကိုတောဖန်းနာလိုလိုပယောကမိတာလိုလို ထင်းနေကြတာကျွန်တော်လည်းအတော့ကိုစစ်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 လှုပ်ကြည့်လိုက်တော့မှပဇုံဥစူးတာမှန်တိလို့လှုပ်ပေးလိုက်ရတယ်ညတုံးကတည်းကတက်လာရောပေါ့ဥမောင်ရာမနေ့ကရောက်နေရဲ့သားနဲ့အခုမှတက်လာရတယ်လို့ ီမှာပဲထမင်းစားနော်ဥမောင်ကလေးတွေထင်းခွေသွားတော့အေးအေးဆေးဆေးပေါ့နော်အေးပါဗျာစားတာပေါ့ဟင်းသားတော့တကူးကဘာမှလုံမနေနဲ့နော်ရှိတာနဲ့စားကြတာပေါ့ဗျာဘယ်ဟုတ်ပါမလဲဥမောင်ရဲ့ရောက်ကရောက်ပြီနဲ့မလာတာအတော်ကြာသွားပြီနော်ရောက်တဲ့ခိုက်ကောင်းကောင်းမွန်မွန်ကြွေးမွေးပြစီဗျာဘာမှအာနာမနေနဲ့ကိုတန်းထွန်းတို့အရမီရောဘလို့နေလဲတော်ကြရဲ့လားอืมအချားလူတွေကတော့တော်ကြပါတယ် ကျွန်တော်ကတော့အရမီမတော်ဘူးဥမောင်ကြီးဟွန်းသူများတွေတော်ပြီးခမကြမတော်ဘူးဆိုတော့ဘလို့ဖြစ်တာလဲကိုသန်းထွန်းရမသိပါဘူးဥမောင်ယာကျွန်တော်မှာပိုက်တို့တိုင်တို့ထိုးတန်းခွင်းအားလုံးသူများတဲ့တာပါတယ်တိုင်တွေဆိုအနောက်သစ်တွေကြီးပဲအိမ်ရှိမှာလှမ်းထားတဲ့တိုင်တွေပဲဥမောင်ကြည့်လိုက်ဒါတော့အတောင့်တွေအကောင်းတွေကြီးကိုင်းနေရတဲ့အရမတော်ဘူးဥမောင်ယာ ဒါဆိုကိုတန်းထုံတစ်ခုခုတော့လူနေလို့ဖြစ်မှာပါ။ဘာလူနေတယ်တော့မသိဘူးဥမောင်ကြီး။အရာမတော်တာတော့အမှန်ပဲ။ဒါဆိုရင်တိုင်ဆိုင်တာတို့ပိုက်ကားတာတို့ရောလူများနဲ့အတူ လုံနိုင်ရဲ့လား။အဲ့ဒါတော့မလုံနိုင်ဘူးဦးလေးရဲ့။ကျွန်တော်နေရာကရိုးထဲမှာဆိုတော့ရေစီးကတန်းနေဗျ။သူများဆိုင်တဲ့ကားတဲ့ရက်တာကားလိုက်ရင်တော့ပိုက်တွေ ကွဲကုန်လိမ့်မယ်ထင်တယ်။ဒါကြောင့်ရေစုပ်ရကြမှာတိုင်ဆိုင်ပြီး ရေတည်ရဲ့နာနီးမှာပိုက်ကားနိုင်တယ်ဥမောင်ရကိုတန်းထွန်းရေအဲ့ဒါငားမရချင်းရဲ့အကြောင်းရင်းပဲဗျလူများတွေရတဲ့ငားတွေကငရံတွေမဟုတ်လားဟုတ်တယ်ဥမောင်ရေငရံမအသေးမပါဘူးအလက်နဲ့အကြီးကြီးပဲဥတန်းထွန်းဒီအတက်ပြောလိုက်သောဥမောင်အားအံ့ဩစွာ ကြည်ရင်ပြီးမှပြန်ဖြေလိုက်၏ဥမောင်သူတို့တွေငရံရမှန်ဘယ်လိုလုပ်သိတယ်လဲဒီလိုလေ ကိုတန်းထွန်းရဲ့ ခမ ्या တို့ထောင်နေတဲ့နေရာကလက်လံလေးလံတာတာလောက်ပဲရှိတယ်လीဒီနေရာမျိုးကရေသိမ့်မငန်သေးဘူးဗျရေကျူရေငန်သက်ပဲရှိသေးတာရေကျူရေငန်သက်မှာဆိုတော့ငရံကတိတ်ပြောတာခမ ्या ကတိုင်ဆိုင်ပိုက်ကားနောက်ကြတော့ခမ ्या တန်းကို96ခံရပြီး အချားထောင်ပြီးသားတန်းတွေကိုပဲ သွားတိုးပြီးမိကြတာပေါ့ဗျာဒါကြောင့်အချားလူတွေမှာသွားပြီးအရမိများကြတာပေါ့ပိုက်ချလဲနောက်ကြတယ် ရလဲမရဘူးဆိုကြဲကမြင်တော့မဖြစ်နိုင်ဘူးလေမြင်ဆိုတာရည်သေးရက်မှမိတာကိုရတာချင်းတူရင်ယိုးသမားကပူရရမှာပေါ့ယိုးသမားကမရပဲကုန်းသမားကရတယ်ဆိုကြဲကငရံပဲဖြစ်ရမယ်လို့တတိချတွက်လို့ရတယ်ဗျခုနဥမောင်ပြောတဲ့တဲမှာငါးတစီ6ခန့်ရတယ်ဆိုတာပါတယ်အဲ့ဒီအကြောင်းကိုကျွန်တော်ရှင်းပြစမ်းပါဦးဗျာဒီလိုကိုတန်းထွန်းရဲ့ လူများတွေကခမည်းရင်စောပြီးတိုင်ဆိုင်တဲ့ပိုက်ကားတွေဗျာရေပိုးရေမွှားဖြစ်တဲ့ငါးနှစ်ပေါက်တို့မြင်းစမြင်းနာလေးတို့ကလည်းအရင်ကားထားတဲ့ထောင်ထားတဲ့ပိုက်တန်းမှာပဲဝင်ကြမိကြတာငရံဆိုတာကလည်းအဲ့ဒီလိုငမုံငမွှားလေးတွေကိုတိတ်ကြိုက်ကြတာဒီတော့အရင်ကားထားတဲ့ပိုက်တွေထဲမှာငရံတွေက ဝင်စားကြရေလုံသားတွေကပိုက်ပင့်ညပိုက်မတင်ညတော့သူတို့ပဲရကြရောအဲခမည်းကရေစုပ်ရကြမှသွားပြီးတိုင်ဆိုင် ခမားတိုင်ဆိုင်တဲ့အတန်ကိုကြားတာနဲ့ငရံတွေဟာနားပါတဲ့တန်ငါးများပြီးပြီးကြောက်လန့်ပြီးပြေးကြတော့တာပဲခမားရိုးကြောမှာငားပေါ်တဲ့ပင်မဲ့ခမားတိုင်ဆိုင်တာဟာငားတွေကို၆လန့်လို့ဖြစ်နေတယ်ဗျဒါကြောင့်တကောင်တလီတောင် ကြံမှုခဲရင်တယ်သူများထောင်နေချိန်ကြမှာကိုကတိုင်ဆိုင်တာမျိုးကိုကြားရတွေ့ရတဲ့ငားတွေဟာငါးတစီ၆ခံရတယ်လို့အနာမကန်ဝင်မဲ့ပြေးကြတော့တာပဲဗျကိုတန်းထွန်းရ ဒါဆိုကျွန်တော်ဘာလို့တင်တယ်လဲဥမောင်ဒီလိုကိုတန်းထွန်းရေခမားကတိုင်ပိုက်ဝါကွင်းစတာတွေတောင့်ရက်နဲ့အစိုးရင်လွန်အကြောက်လွန်နေတာဗျခမားပစ္စည်းတွေဒီလောက်တောင်တောင့်နေတာဘာမှကြောက်စရာမလိုပါဘူးဗျာကျွန်တော်ပြောသလိုသာလှုပ်ဆန်းမှာခမားကျင်းဒီငားရမှာပါဥတန်းထွန်းဒီအာရဝန္တာအမှုရာဖြင့်ဥမောင်ကိုအာကိုတကြီးကြည်ကပြောစမ်းမအောင်ဥမောင်ရာကျွန်တော်ဥမောင်ပြောသလိုလှုပ်ပါမယ် ဒီနေ့မြန်မာလူဗနေရက်လဲကိုတန်းထွန်ရေထရက်မဟုတ်လားဟုတ်တယ်ဦးမောင်15ရက်လပြည့်လီဒါဆိုခမားမနှက်ဖန်ကတိုင်ဆိုင်ပြတိုင်တွေကိုအကုန်ဆိုင်လိုက်နှက်ဖန်ကတိုင်ဆိုင်ပြီးတာနဲ့နှစ်ရက်နေ့တပတ်ခါပိုက်ကားအဖြစ်ဘူးထင်တယ်နော်ဦးမောင်ကျွန်တော်နေရာကရိုးကြောက်ကြီးရေစီးတိတ်တန်တာစိုးရင်တက်ရန်ရောကိုတန်းထွန်ရာကျွန်တော်ပြောတာစုံအောင်နားထောင်ပါဦးမြခမည်းတပတ်ခါပိုက်ကားတဲ့နေရာမှာအလုံးစီမကားနဲ့ တစ်လုံးကျော်နှလုံးကျော်လောက်သွားကားထားပြီးတော့ပိုက်ကိုလည်းမဖော်နဲ့နှစ်ရက်လောက်ဒီအတိုင်းပြစ်တာထားဘာကြောင့်ပြစ်ထားရတာလဲဥမောင်ဒီလိုလေးကိုတန်းထွန်းရဲ့ခမားထောင်ထားတဲ့ပိုက်တွေထဲမှာငမုံငမွားတွေဝင်နေလိမ့်မယ်အဲ့ဒီငမုံငမွားတွေကိုငဒန်တွေကလာစားကြလိမ့်မယ်ခမားကပိုက်ကိုနှစ်ရက်လောက်မဖော်ဘဲထားတော့ငဒန်တွေကပိုက်ထဲကအစာကိုစားရလို့ပြောတာရဲ့ရိုးထဲမှာရေစည်းရေလာကောင်းလို့တွက်လို့ပြောတာရဲ့ ဒီနှစ်ချက်ကြောင့်ခမားယိုးကြောမှာငါးတွေမြူးနေကြလိမ့်မယ်အဲ့ဒီအချိန်ကြမှာပိုက်ကိုအလုံးစေကားပြီးဖော်ပြီးတော့ကျုပ်ပြောတဲ့အတိုင်းသာလုပ်ဒီနေရာမှာခမားပိုက်အားတိုင်အားနဲ့ရကိုရရမယ်တိုင်ကျိုးမာတို့ပိုက်ကွဲမာတို့ဘာမှမစိုးရိမ်နဲ့ကိုတန်းထောင်ထောင်ပြည့်အောင်သာထောင်တိလာစိတ်ချဥမောင်းကျွန်တော်သဘောပေါက်ပါပြီထောင်ပြည့်အောင်ထောင်ပါမယ်ဦးတန်းထွန်းဒီဥမောင်းဤစကားများကို စိတ်ဝင်စားနားထောင်ကမိမိလုပ်ငန်းတွေလဲအားတက်သရောဖြစ်၍ဥမောင်ပြောသည့်အတိုင်းစနစ်တကျလုပ်ရန်ဆုံးဖြတ်လိုက်တော်သည်အော်ပိုက်ရွာဤကန်းနာတလျှောက်လုံးတွင်လူများစီကားနေသည်မှာကမ်းပြိုကျလူမတက်ပြည့်ကျက်နေတော်၏တရွာလုံးရှိယောက်ျားမိန်းမကြီးကြီးငယ်ငယ်အရွယ်ဆုံးတို့သည်အံ့ဩခြင်းဝမ်းသာခြင်းများနှင့်တူကန်းနာတွင်စုပြုံလာကြသည်မှာအိမ်ရှိလူကုန်းဟုဆိုရမလောက်ပင်အเจ้าမှာ ရေဦးရေပြားတွင်ဥတန်ထွန်၁၄အလံထိုးဝင်လာသောကြောင့်ပင်ဖြစ်သည် ရေလုံသားတံငါတို့၁၄ကို အလံထိုးရခြင်းမှာအကြောင်းနှစ်ချက်ရှိသည်တစ်ချက်မှာလူနာရှိ၍ဖြစ်စေ၁၄ပြည့်၍ဖြစ်စေစီပြည့်၍ဖြစ်စေအခက်အခဲတစ်ခုခုကြောင့်မြင်ရသူတို့လာရောက်ကူညီစေလို၍အလံထိုးခြင်းဖြစ်သည် နောက်တစ်ချက်မှာပင်လေသားငါးများမချိမဆန့်ရလာကဝမ်းမြဝမ်းသာဖြစ်လွန်း၍ ဝါကြွားသည့်သဘောဖြင့်အလံထိုးခြင်းဖြစ်သည်ယခုဥဒန်ထွန်ဆက်လီအလံထိုးလာပုံမှာဆက်လီဖောင်းရည်ရေဆွဲနေပြီဖြစ်သောကြောင့်တားငါများမချိမဆန့်ရလာကြောင်းကိုတရွာလုံးသိကြသည်ထို့ကြောင့်တရွာလုံးကဝမ်းမြောက်ဝမ်းသာဝိုင်းဝန်းလာကြခြင်းဖြစ်သည် ရေလုံသားတို့သည် အေးတူပူမြဆိုသောရှိရှိကဒလိစရိုက်ကိုမြဲခိုင်စွာကျင့်သုံးလာကြသည်မှာယနေ့တိုင်အောင်မင်းတားငါများရှာဖွေရ၌ တယောက်မရလျင်တယောက်ကမျှတာဖေးမှကူတတ်တယ်လို့တစည်းရလျင်လဲကြံလူများကဝိုင်းဝန်းကူညီတတ်ကြသည်မှာတကယ့်ကိုချစ်စရာယခုလဲကြည်ဥဒန်းထုံဤအင်းရှိကန်းသားတွင်ထန်းတောင်ရွက်သူရွက်တဘိုးမသူမဖြင့်တက်ကြွနေကြသည်ထိုးစဉ်ဥဒန်းထုံ14မှာကန်းသားသူဆက်ရောက်လာတော့သည် ရေပြည့်ဖြစ်နေ၍ကန်းနဖူးတွင်တင်မော14ဥထိုး၍မောင်းတင်ကကျိုးစုံးလွင်တယောက် ငါရသည်မျက်နှာဖြင့်ဆင်းလာတော်သည်ဟာငရံတွေကြီးပါလားကွာဆက်လီအပြည့်ပဲဟိဥဒန်းထွန်းဒီတခါစားတဲ့ကွန်းကတော့နီယုံနေမကဘူးဗျိုးရဲပရောင်ခတ်နေတာပဲထွေးမောင်က ပြောလိုက်ချင်းဖြစ်သည်ဟေ့ငေပြီကြည့်မနေကြနဲ့ငါတွေကိုထန်းတောင်းနဲ့ထဲ့ပြီးဝိုင်းထမ်းကြဟိထမ်းပြီးတာနဲ့ရေစင်မော်ပုံထားရေစင်မော်ကြမှာဝန်းတွင်သားတွေဖောက်ကြရအောင်ကြည်သိန်းကစော်ဩလိုက်ချင်းဖြစ်သည် တရွာလုံးဝိုင်းဝန်းကူညီ၍ထမ်းလိုက်ကြသည်မှာခနာချင်းဖြင့်ရေစင်ပေါ်တွင်ငါးတောင်ကြီးဖြစ်သွားတော်သည်ဆက်လီတဲကငါးများကုံသွားသည့်အခါငရံများကိုပိုက်ခွဲ၍ဝန်းတွင်သာထုတ်သူထုတ်တီးကြတန်တန်ထားသူထားဖြင့်ဇဲဆက်သလိုလုတ်ကင်နေကြတော်သည် ရေလုံသားတငါတို့သည်ပင်လယ်ပြင်မှတားငါတို့ကိုရအောင်မိအောင်ရှာရန်မှ မလွယ်လှသလိုရလာသည့်တားငါတို့ကိုတန်မိုးရှိရှိဖြင့် ရောင်းနှံဝင်အောင်လှုပ်ရမ်းမှလည်းအရေးကြီးလာသည်ယခုဥတန်းထွန်း၁၄မှရလာသည့်ငားများသည်ပိတ်သားချင်းအဖျင်၂000ကျော်3000နီးပါးခန့်ရှိပေမည်ဤငားများကိုအချိန်မီဘိုက်ဖောက်၍ဝန်တွင်သားများထုတ်နိုင်ပါမှ မပုတ်မတိုးရှိမည်အချိန်မီဝန်တွင်သားများမထုတ်နိုင်၍ပုတ်သွားပါက အလက်ဟက်သက်ဖြစ်ကြတော်မည်ဤမြများပြားသည့်ငားများကိုမိမိရဲ့ရှိလူသမားများနှင့်သာလုံနေပါက အချိန်မီမပြီးနိုင်မဲပုတ်သွားနိုင်သည်ယခုမူတရွာလုံးဝိုင်း၍ဘိုက်ဖောက်သူဖောက်ဦးထုတ်သူထုတ်ထုတ်ပြီးငားများကိုတန့်စင်အောင်ထားသူကထားဖြင့်ခဏချင်းပြီးသွားတော်သည်ရွာသူရွာသားများသည်အလုံးကူညီလုတ်ကိုင်းပြီးသောအခါငရံဦးကြိုက်သူကငရံဦးယူ၍ငားစားလိုသူကနေတော်ငားများကိုကောက်ယူကာပြန်သွားကြတော်သည်ကျော်စိုးလွင်တို့အဖွဲ့သည်ငားများကိုရေခဲတိုင်သို့ပို့ရန်ပြင်ဆင်နေကြသည် ဦးတန်းထွန်းကမူဥမောင်တနေ့ကပြောပြခဲ့သည့်ငါးဒစီ6ခန်းရပုံကို ပြန်လည်တွေးတောနေမိသည်တနေ့လုံး6ခန်းခဲ့ရသည်မှာဥမောင်လာမှပင်ငါးဒစီ6ရက်သွားတော်သည်အကယ်၍သာဥမောင်ရောက်မလာခဲ့ပါမူမြည်မြထီငါးဒစီ6ခန်းရမည်မသိတော့ရေလုံငန်းသည်အတွေးခေါ်နှင့်အတွေ့အကြုံပေါ်တွင်မူတည်နေ၏အတွေ့အကြုံအတွေးခေါ်ရင့်ကျက်မှုမရှိသောမိမိတို့လုပ်ငန်းအောင်မြင်မှုနေခဲ့တော်လဲ ရေလုံသားတန်ငါတဘာရင့်နေပြီဖြစ်သောဥမောင်ဤအကြံပေးမှုမှာတခွန်းဆိုသလိုဆိုသလောက်ထိရောက်လှဘုံကိုဥဒန်းထွန်းတရားတွေးစာဆင်ញင်နေမိသည်ထို့ကြောင့်လဲလုံသားတန်ငါလောကတွင် လုပ်ငန်းကျွမ်းကျင်ခြင်း အတွေးခေါ်ယူဆကောင်းခြင်းစိတ်တော်ဖြူစင်ခြင်းရှိသူများကိုလသာများစွာ ပေးကဥစည်းချုပ်ခန့်၍လုပ်ငန်းအောင်မြင်နေကြခြင်းဖြစ်ကြောင်းကိုဥဒန်းထွန်းကောင်းစွာသဘောပေါက်လာတော့သည် မြေလမ်းမင်းလွင်ဤ2000ခုနှစ်တွင်ပခုတ်ကူဦးအောင်ဖေစာပေစုရခဲ့သောမိမတ်တဲ့ငါစာအုပ်ထဲမှကူးယူဖော်ပြပါသည်